အလုံးမဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုထဲမှာအောင်ရည်ဒီအကျော်လင်းစေးအကြောင်းကိုလည်းငယ်ပြပြချင်ပါတယ်အော်အောင်ရည်ဒီအကျော်လင်းစေးထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေကဘာတွေလဲဆိုရင်နန်းစီ တပင်နိုင်စီ အဲပပမင်းစီယူကလစ်စီလင်းငင်းစီတေဇောစီပေါ့နော်အဲအဲ့လိုအစီတွေထဲမှာအပယုံနဲ့မြင့်တော်နှစ်မျိုးထပ်ပေါင်းပြီးတော့အားလုံးစုစုပေါင်းပါဝင်ပစ္စည်း၈မျိုးပါဝင်တာကိုတွေ့ရတယ်ပေါ့နော်အဲ IOEDI အကျော်လင်းစင်းကိုအဖုံးလေးလေးလေးဖွင့်မယ်ပေါ့နော်ဖွင့်ပြီးတော့ခါကြတော့ spray type ဖြစ်တဲ့အတွက်ကြောင့်မလို့အဲကြက်သားပေါ့နော် ကြက်သားပေါ်မှာတစ်ချက်နဲ့ချက်နှိပ်လို့ရှိရင်ဒီလိုအရင်လေးရတယ်ပေါ့နော်အဲ့ဒါလေးကို ီကြွက်သားလေးကိုပေါ့နော်စိတ်ဝင်သွားအောင်လို့2မိနစ်ကနေ3မိနစ်ခန့်အထိပေါ့နော်နာကျင်တဲ့နေရာထိခိုက်ဒဏ်ရာရတဲ့နေရာကြွက်သားတွေနာတဲ့နေရာပေါ့နော်အဲတဝိုင်းမှာအသားတွေအကြောတွေကိုစိတ်ဝင်သွားအောင်လို့ဒီ survival ပုံပေါ့နော်လိမ့်ပေးမယ်စုံနေပေးတယ်ပေါ့နော်ဆိုလို့ရှိရင်ဒီကြွက်သားတွေအာယုံကြောတွေနာကျင်တာတိုက်ခဲတာတောက်နေဒင်းနေတာတွေကိုရောစီနေပေါ့နော် ။ဟောအဲ့ဒါအပြင်ဘာတွေတက်တာသေးလဲဆိုလို့ရှိရင်ဒီအစိယောင်လာတွေပေါ့နော်ခါနာသမားတွေစကြီးပေါင်းသမားတွေလက်ကတ်သမားတွေပေါ့နော်။ဟောလင်ငန်းသမားတွေဆိုလို့ရှိရင်တချမ်းမလုံနိုင်အဲလာတွေပေါ့နော်။အဲ့ဒါအဲ့ဒီယောဂါတွေမှာလည်းဒီအကျော်တွေကြွက်သားတွေကိုဒီစေးရီပေါ့ပေါ့နော်စိတ်ဝင်အောင်လိမ့်ပေးခြင်းအားဖြင့်အဲဒီတင်းနေတဲ့ကြက်သားတွေရောသွားမှာဖြစ်တယ်ပေါ့နော် အဲ့တော့ဘလို့လူမျိုးတွေတုံးလို့ရသေးတယ်လဲဆိုရှင်အာခစားသမားတွေပေါ့နော်ပြီးတော့ကာယလုတာတွေပေါ့နော်ဥမာကြီးကုံထမ်းတဲ့လူတွေအဲစိုက်ကားနေတဲ့လူတွေပေါ့နော်အဲ့ဒါ အဲ့လိုလူမျိုးတွေမှာဆိုလို့ရှိရင်လေအဲဒီပြတ်သားတွေတောက်နေဒင်းနေဆိုရင်နေ့စဉ်ပေါ့နော်အာမနေ့တစ်ချိန်ညနေတစ်ချိန်လိမ့်မေးလို့ရတယ်ပေါ့နော်ပြီးတော့အဝလွန်တဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်လေအစီများတဲ့နေရာတွေပေါ့နော်ဥပမာပြဘိုက်ခေါက်တွေပေါ့နော်ဒီပေါင်လေးခြေတလုံးတွေပေါ့နော်အဲ့ဒါမျိုးတွေမှာအာဒီဆေးကိုဖြန်းပြီးတော့လိမ့်မေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အထိုင်ထသွားလာခက်ခဲတဲ့သူတွေပေါ့နော်ဒီခြေတလုံးပြတ်သားတွေတောက်နေနေတဲ့သူတွေ အဲမာဆိုလို့ရှိရင်လည်းဒီဈေးကိုလိမ့်ပြလို့ရတယ်နောက်တစ်ခုကကြတော့အမျိုးသမီးတွေဓမ္မရာလာတဲ့အခါမှာပေါ့နော်ခိုက်ခဲနာကျင်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းအဲဒီဈေးကုန်တဝိုက်ပေါ့နော်ဈေးဆက်တဝိုက်ကိုဈေးလေးကိုဖြန်းပြီးတော့လိမ့်ပြလို့ရတယ်ပေါ့နော်အာပြီးလို့ရှိရင်ကလေးလေးတွေပေါ့နော်ကလေးလေးမှာရင်ပြည့်ရင်ကျဲချွဲချက်တဲ့ချောင်းဆိုးတွေပေါ့နော်ဘိုက်အောင်မယ်ဘိုက်နာရယ်ဆိုလို့ရှိရင်ဒီဈေးကြီးကိုခုနလိုတစ်ချက်ဖြန်းဖြန်းပြီးတော့ခါကြတော့ရင်ဘက်တွေကြောတွေခုနဘိုက်ရောက်နေဆိုရင်လည်းဘိုက်မှာပေါ့နော်အာအตาရာကိုလိမ့်ပြီးတော့ အောက်ကိုဆွဲချပြီးတော့လိမ့်ပေးလို့ရတယ်ပေါ့နော်အဲအဲ့တော့ကျတော့အဲနောက်နောက်ဆုံးတစ်ခုကကျတော့အိတ်မပြော်တဲ့လူတွေပေါ့နော်ညာအိတ်မပြော်တဲ့လူတွေမှာဆိုလို့ရှိရင်ခြေပွားပေါ့နော်ခြေပွားကိုဒီဆီးလေးတစ်ချက်ဖြန်းပြီးတော့လိမ့်ပေးလို့ရတယ်ပေါ့နော်အဲအဲ့လိုဆွဲဆုံးတုံးလို့ရတယ်လေးစီလေးဖြစ်ပါတယ်အာမာယူချင်တဲ့စီဖုန်းနံပါတ်9256